တည်တော်သူကြာရင်မေးဆိုပေမဲ့မြမပြည်သူတွေအများစုမမေ့နိုင်သေးတဲ့ရုပ်ရှင်တရုတ်ဆောင်တွေကွယ်လွန်ခဲ့တာခုနှစ်နှစ်ပြည့်ပါတော့မယ်။မီထိုးမှန်ထိုးဘွားကနေဓာတ်တောင်ကိုကြော်၍မီးပင်လေကိုဖျက်မယ်ဆိုတဲ့ရုပ်ရှင်ကမှရှူတင်မန်နေဂျာနဲ့စတင်လာတဲ့တွေကိုပြည့်သက်ချင်နေကြတာသူအကယ်ဒမီရတာထက်ပိုပြီးတန်ဖိုးထားတယ်လို့မမမကပြောပါတယ်။ပူလေးဖြစ်သူမင်းသားကြီးကြော်ဟင်းရဲ့ဆန္ဒနဲ့ရုပ်ရှင်လောကတွေကိုရောက်လာခဲ့ပေမဲ့ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့အောင်မြင်အောင်လုပ်ခဲ့သူပါလို့ ကျန်ရစ်သူဇနီးတဲ့မမမူကပြောပြပါဗျ။ပြိသက်စီကနေငွေကိုလိမ်မြူပြင်တာကြောင့်အောင်တောင်းဝင်ကြည့်ဖို့ကနံပါတ်၁ဆိုတာဒွေးတယောက်သဘောပိုက်ထားခဲ့တယ်လို့ရှင်းပြပါဗျ။ဒုက္ခကိုအယောင်ဆိုထားမယ်။အမားတို့စပြီးတော့မတင်နဲ့ကတော့ပွဲပြီးပြီးတော့စရိုက်တယ်။စိန်ဗီဒီယိုကထုတ်တယ်။ပြီးတော့မှကြွေလဲမွေးဝေလဲမွေးကားကြီးကိုရိုက်ဖြစ်လာတယ်ပေါ့နော်။အဲနင်းသားတယောက်ဖြစ်ပေါ်တာတော့တော်တော်တော့မလွယ်ဘူးပေါ့နော်။ तू အမြဲခံယူတာ तू က အင်ဂျင်နီယာတယောက်ပဲလုပ်ပဲသူကနိုင်ငံခြားမှာလုပ်သွားလုပ်မယ်ဒါပေမဲ့သူကမလုပ်ချင်မင်းနဲ့ဒီလုပ်ကိုလုပ်လိုက်တဲ့အချိန်မှာဇွန်းမြင့်ပြီးရောပဲသူကသူကလုပ်ရင်တော့တခုခုတော့ထူးထူးချွန်ချွန်ဖြစ်အောင်တော့လုပ်တယ်ငကိုတက်ကပြန်စားရတာလွယ်ပြီမင်းဒုတိယတစ်ချိန်ကြာသွားပြီလို့ပြန်ပြီးစားရမယ်ဆိုတော့တော်တော်ကိုမလွယ်ဘူးဒါဒီအလုံးမရမဟုတ်ပါဘူးဘာလုပ်ဖြစ်ဖြစ်ဒုတိယချိန်ပြန်စားမယ်ဆိုရင်အစအထက်အပိုကြိုးစားဒါပေမဲ့ဖြစ်ဖို့ကံအားလျော်မရှိတော့ဘူးပေါ့နော် တိတ်မကျိန်းသေးတော့ဘူးပထမတစ်ခေါက်တော့ဆိုတော့ तू မကြအောင်တော့ तू တော်တော်ထိန်ရနေမအိမ်ညမအိမ်စူးစားရတယ်ဟိုနောက်ဆုံးတော့အရန်အောင်မြင်တဲ့အချိန်မှာပဲ तू လက်ချီကုန်လက်ပန်းကြသွားပုံတော့ရတယ်ဟိုခုခစ်လိုမျိုးတော့မလွယ်ကူခဲ့ဘူးအမားတို့နောက်သူ့ရခံယူချက်က तू မင်းသားတယောက်ဖြစ်သွားလိုက်တဲ့အချိန်မှာ तू ဘာတွေးမိွားလဲဆိုတော့ပညာတတ်တယောက်ဖြစ်ဖို့ကို စ조사ရင်조사တယ်လို့ဆရာဝန်ဖြစ်နိုင်တယ်အင်ဂျင်နီယာဖြစ်နိုင်တယ်ပေါ့နော်သူသူ조사ခဲ့တဲ့လျောက်ဖြစ်တယ်ဒါပေမဲ့မင်းသားတယောက်အောင်မြင်ဖို့ဆိုတာတော်တော်မလွယ်ဘူးတဲ့ဘာဆိုတဆန့်ရှိတိုင်းလည်းမရဘူးတဲ့ပညာတတ်တိုင်းလည်းမရဘူးရုပ်ချောတိုင်းလည်းမရဘူးကံပါလားသူကံလေးကောင်းလို့သူဖြစ်လာတယ်ဖြစ်လာတဲ့အပေါ်မှာပဲသူ့ရဲ့조사မှုနဲ့သူဒီသူ့ရဲ့အားနည်းချက်ကိုသူသိရော့ သူအရန်စူးစားတယ်။ကားတွေဆိုလည်းအကုန်ကြည့်တယ်။တနေ့ကား20လောက်သူကြည့်။ကုသားကြီးလိုမိတ်ဆွေပေါင်းတင်နေကြမှာတိကျတဲ့တွေဟာ2009ခုနှစ်ဇူလိုင်17ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။တွေကွယ်လွန်ခဲ့တာမူရစီဝါကြောင့်လို့လူပြောများကြပေမဲ့တွေရဲ့ညီဖြစ်သူတားညီကသူ့ကိုတကယ်ဆုံးမခဲ့ရတာဟာလူကြီးသွေးလွန်တုပ်ကွေးယောဂကြောင့်ပါလို့ဆိုပါတယ်။တွေမရှိတော့တဲ့နောက်ပိုင်းသူလဲအမှုပညာနယ်ပယ်ထဲမှာအတော်ပဲရုန်းကန်ခဲ့ရတယ်လို့ပြောပါတယ်။ အခုချိန်ကြီးသူ့ကိုမမေ့ကြသေးပဲနဲ့ရင်ထဲမှာရှိနေကြတယ်အဲ့ဒီနေ့နေရောက်တိုင်းကျွန်တော်ရှီကို Facebook ကနေရောတယ်လီဖုန်းကနေရော message ရှီပို့ကြတယ်ဝမ်းနဲ့စကားတွေပြောပေးကြတယ်အဲ့ဒီအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်လို့လူတွေကပေါ့ကိုသားကြီးကိုဘူးရင်စီပွားကြောင်း overdose ဖြစ်ပြီးတော့ဆုံးသွားလို့ပြောကြတယ်ပေါ့အမှန်တော့သွေးလွန်တုပ်ဝေးပါအကိုကမင်းမျိုးမာတွေကသွေးလွန်တုပ်ဝေးဖြစ်နေတာလူကြီးသွေးလွန်တုပ်ဝေးပေါ့နော်သူ့ရဲ့ညီဖြစ်ခွင့်ရတာနဲ့ကျွန်တော်ဒီလောကကြီးမှာရှင်သန်တာတော်တော်တန်နေပါပြီတော့ဇူလိုင်လရောက်တိုင်း ရွေးကိုယင်ထဲမှာအမြဲတည်းရနေတဲ့ Driver ညိုမင်းလွင်ကစက်ပြနေကြရင်ခုနှစ်နှစ်ပြည့်အထိမ်းအမှတ်ဖြစ်နေအမတ်တရအစီအစဉ်လေးတစ်ခု လုပ်ဖို့ရှိတယ်လို့လည်းဆိုပါတယ်။ဂရေးတည်ဆုံးခဲ့ပြီဆိုတာကိုသူ့ယင်ထဲမှာလက်ခံလို့မရသေးတယ်လို့သူ့ကိုမင်းသားတယောက်ထက်အကူကြီးတယောက်လိုချစ်ခဲ့ရတာပါလို့ပြောပြပါတယ်။မျိုးဇူလိုင်လရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အားလုံးရဲ့စိတ်ထဲမှာအော်ဇူလိုင်၁၇ရက်နေ့ဆိုတော့နေ့လေးကိုအမတ်တရရှိကြမှာပါ ျွန်တော်တို့အားလုံးချစ်ကြခင်ကြရဲကိုသားကြီးဆုံးနေနေဒီနေ့ပါအာကူညီလို့လို့ပြောတော့လို့ပြောရင်ရရင်သားနဲ့ဘာပဲလို့လို့ခိုင်းတော့ဆိုတဲ့စကားလေးနဲ့ကျွန်တော်ပြောသွားခဲ့ရကျွန်တော်အဲ့ညမှာကျွန်တော်ကိုသားကြီးကိုကျွန်တော်တရုတ်ဆောင်နဲ့ဒါရိုက်တာဆိုတာအထက်ကျွန်တော်အကိုကြီးကျွန်တော်အကိုအရင်တယောက်လို့ကျွန်တော်အရန်ချစ်သွားတယ်ကိုသားကြီးကိုဒီနေ့ဒီချိန်ဒီမမေ့သေးတဲ့ပြိတ္တလေးအားလုံးကိုသားကြီးရဲ့ကိုစားကျွန်တော်ကျေးဇူးတင်ပါတယ် မေ့ချီယာဇကားနဲ့အမျိုးသားဇက်ဆောင်စုအကယ်ဒမီကို တွေးရခဲ့ပါတယ်။အကယ်ဒမီတွေးဆုံးမပြီးနောက်ပိုင်းအခြားကွယ်လွန်ကြတဲ့အမှုပညာရှင်တွေအတွက်အမတ်တရားတွေလောက်ကြတဲ့အချိန်တွေးဆိုတာဘယ်နေရာမှာလဲလို့စနီးဖြစ်တဲ့မတ်မုံမိုးစဉ်းစားမိခဲ့ပါတယ်။အားလုံးကတွေးကိုမေ့လိုက်ကြပြီလားဆိုတာသူစိတ်မကောင်းဖြစ်ခဲ့ပုံရပါတယ်။သူ့ရဲ့လုတ်ဖို့ကိုင်မက်ဒီပေါ်မှာ तू အရန်ချစ်တယ်ပေါ့နော် तू ရဲ့တပည့်တွေပေါ်မှာလည်း तू အရန်ချစ်တယ်ပေါ့နော် ဟိုသူအရန်ဘယ်လိုခေါ်မလဲသူတန်ရောစိတ်တအားကြီးရတာတွေရတော့ဆိုတော့အဲ့ဒါကြောင့်မလို့လေသူအောင်မြင်တယ်ပေါ့နော်ပရိသတ်ပေါ်မှာလည်းသူကအရန်လေးစားတယ်ဟိုသူလှုပ်လိုက်တဲ့လှုပ်ရက်ကလေးပေါ့နော်ခုနအမပြောသလိုပဲပေါ့သူ acting ကျသွားရင်ဒါပရိသတ်ကိုစော်ကားတာလို့သူထင်တယ်အဲ့တော့ तू အမြဲသူ့ကိုယ်ကို तू ထိန်းနေ။လူရဲ့ညီတယောက်ဖြစ်ခွင့်ရတာနဲ့တင်ဒီလောကမှာအသက်ရှင်ရတာတော်တော်တန်နေပါပြီလို့တာညီကပြောပါဗျ။ တည်တဲ့အချိန်ထိဘသူကိုမှဒုက္ခမပေးခဲ့တဲ့သူ့ကိုယ်အတွက်ရင်နာဆုံးပါပဲတဲ့အဓိကတော့အလုတ်တန်ပြီတာပေါ့နော်နေလဲလို့ညလဲလို့နေလဲလို့ညလဲလို့ဆိုတော့ तू ကနေမကောင်းဖြစ်တယ်နေမကောင်းဖြစ်လို့ဆရာဝန်ကနားခိုင်းတာတောင်မှငါနားလိုက်လို့ရှိရင်အဖွဲ့အစည်းတစ်ခုလုံးထိုင်နေရမယ်ပေါ့နော်သူတို့မှခွင့်ပုံနေတဲ့မိသားစုတွေရှိတယ်ပေါ့အဲ့ဒီမိသားစုတွေကို तू ငဲညာပြီးတော့ तू မနာဘူးပေါ့နော်အဲ့ဒီဓာန်ကို तू ခံသွားတာပေါ့ ူပြောမှုရဲ့ဗျငါဘယ်သူ့အမှာဒုက္ခမပေးဘူးတဲ့အဲ့ကျွန်တော်ဘဝမှာအဲ့အစိတ်အထိခိုက်ဆုံးစကားအဲ့ဒါပဲငါဘယ်သူ့အမှာဒုက္ခမပေးဘူးနော်တဲ့တကယ်လဲတည်တဲ့အထိဘယ်သူ့အမှာဒုက္ခမပေးဘူးသူကသူငြင်းငြင်းချမ်းချမ်းလေးတည်သွား